WLS Scatter Charge အပိုင်း9မှာတော့ကျွန်တော်တို့အရင်ပိုင်းကတိစားဝရတဲ့ 2D ကနေယူလို့ City တိစားဝရတဲ့ဟာပဲကျွန်တော်တို့ဒီနေ့ကနည်းနည်းကြီးတဲ့ data Iris Sensor MD Car နဲ့ကျွန်တော်တို့ဒီလောက်ကြည့်တော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပုံတိဆောက်မယ်ဆိုရင်ဒီမှာပုံ ကြည့်ထဲဝင်မယ်ပြီးတော့ကျွန်တော်တို့ကဒီနေ့ကလည်းကျွန်တော်တို့ XML data ပေါ့နော် ီ application ထဲမှာအပြီးပါတဲ့ data နဲ့ကျွန်တော်တို့ပြုလုပ်မှာဖြစ်တယ်။ဒါကြောင့် XML data ကိုရွှေ့လိုက်တယ်။ပြီးရတဲ့ခါကျတော့ဒီမှာကျွန်တော်တို့ MD cars ကိုကျွန်တော်တို့ရွှေ့လိုက်မယ်။ MD car ကိုရွှေ့လိုက်မယ်။ MD car ကိုရွှေ့ပြီးရတဲ့ခါကျရင်ကျွန်တော်တို့ဒီမှာ column name တွေပေါ်လာမယ်။ဆိုတော့သူပေါ်တဲ့ column name တွေကဒီမှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ကားမော်ဒယ်ပါမယ်။ ီမှာဆိုကားမော်ဒယ်ပါမယ်ပြီးတော့မိုင်းဘတ်ကလည်းပြီးတော့ဆီလင်ဒါဒီစပလေးမှာပါတယ်ဟော့စ်ပါဝါပါတယ်ဒီဟာထရပ်ပါဝိတ်ပါမယ်ပြီးတော့ခါကြောက်တာ VS ပါမယ် AM ကီယာရူပါမယ်ကပ်တူပါမယ်ဆိုတော့ဒီထဲမှာကကျွန်တော်တို့ကအရင်ခန်းကပြောခဲ့လိုမျိုးပဲဒီမှာဆိုရင်မော်ဒယ်ကအမည်နာမတည်တာဖြစ်တယ်သူကကားနာမည်တွေဖြစ်တယ်ပြီးတော့လည်းခါကြရင်ဒီမှာကကျွန်တော်တို့ကဒီဟာဆီလင်ဒါဆီလင်ဒါကကြတော့သူက ဆလင်ဒါကြတော့သူက3 4 5ဆလင်ဒါ3လုံး4လုံး5လုံး6လုံးအဲ့လိုမျိုးရှိတယ်ဆိုတော့သူကကိန်းကနန်းဆိုပေမဲ့ဒီနေရာမှာသူကဆလင်ဒါ4လုံးဆိုတာကိန်းကနန်းဆိုပေမဲ့ကျွန်တော်တို့ကသူ့ကို grouping ပေါ့နော်အမည်နာမတည်တာလိုလိုမျိုးကျွန်တော်တို့သုံးလို့ရတယ်ဆိုတော့ကျွန်တော်တို့ဆလင်ဒါ၄လုံးရှိတဲ့ကားတွေကပဲဟာတွေလဲဆလင်ဒါ၅လုံးရှိတဲ့ကားတွေကပဲဟာတွေလဲဆိုပြီးတော့အဲ့လိုမျိုးကျွန်တော်တို့ သူ့ကိုအမည်နာမဒေတာထဲမှာထည့်သုံးလို့ရတယ်။အလားတူပဲဒီမှာ weight ဆိုရင်သူကကိန်းဂဏန်းဆိုင်ရာဒေတာဖြစ်တယ်။ပြောရတဲ့ခါကျတော့ kia kia ဆိုလို့လည်းအဲ့လိုလိုမျိုးပဲဆိုတော့ kia မှာကျွန်တော်တို့1 2 3 4 5 6 8အဲ့လိုမျိုး6ချက်ဒီပါရရှိတယ်ဆိုတော့ဒီလိုအချိန်မှာ သူက ကျွန်တော်တို့က kia ကကိန်းဂဏန်းနဲ့ဆိုပြမဲ့ကျွန်တော်တို့ကသူ့ကိုကိန်းဂဏန်းတဘောလိုမျိုးယူစားလို့မရဘူး။ ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကီယာနံပါတ်1နဲ့ကီယာနံပါတ်2နဲ့ပေါင်းလိုက်လို့ကီယာနံပါတ်3ဖြစ်သွားတယ်။အဲ့လိုလိုမျိုးယူဆလို့မရဘူး။ဆိုတော့ကီယာနံပါတ်1ကကီယာနံပါတ်2ပဲ၊ကီယာနံပါတ်2ကကီယာနံပါတ်2ပဲ။ဆိုတော့ကီယာ1နဲ့2နဲ့ပေါင်းလိုက်လို့3ဖြစ်မသွားဘူး။ကီယာ8နဲ့အဲကီယာ8နဲ့9နဲ့ပေါင်းလို့ကျွန်တော်တို့အဖြေကကျွန်တော်တို့ကီယာ15ဖြစ်မသွားဘူး။ဖြစ်လို့မရဘူးဆိုတော့အဲ့လိုလိုမျိုးကိန်းကနန်း ပေမဲ့အဲ့တော်မျိုးပေါင်းနှုတ်လှုပ်လိုက်တဲ့ခါကျရင်ကျွန်တော်တို့ကအတိတ်ပဲမရှိဘူးတို့တို့မျိုးပုံစံမျိုးဖြစ်သွားတယ်ဆိုရင်အဲ့ဒီဟာကိုကျွန်တော်တို့ကအမည်နာမ data အဖြစ် grouping data ပေါ့နော် အမည်နာမ data အဖြစ် ကျွန်တော်တို့သုံးဖို့ပို့ပြီးတော့အဆင်ပြေတယ်ဆိုတော့ဥပမာတချို့ကျွန်တော်တို့အမည်အဲ့ဒါဆိုရင်ကိန်းကနန်းဆိုင်ရာ data ကဘယ်လိုလိုမျိုးဟာလဲဆိုတော့ဥပမာဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော် weight weight ကားရဲ့ weight ဆိုရင်ကျွန်တော်တို့ကအာနှစ်တန်လေးတယ်နှစ်တန်လေးတယ်ဆိုရင်နှစ်တန်နဲ့သုံးတန်နဲ့ပေါင်းလိုက်ရင်ဒီကားရဲ့ weight ကနှစ်တန်နဲ့သုံးတန်နဲ့ပေါင်းလိုက်ရင်ဒါ၅တန်ဖြစ်သွားတယ်ဆိုတော့ဒီဟာကတော့အဆင်ပြေတယ်ဆိုတော့ weight ချိန်တဲ့နေရာမှာကားနှစ်စီးကားနှစ်စီးကား၃စီးချိန်လိုက်လို့စုစုပေါင်း weight ချိန်နဲ့တန်ချိန်ထွက်လာတယ်ဆိုရင်ဒီဟာက အာကျွန်တော်တို့ဒါအဖြေမှန်တယ်လို့ယူဆလို့ရတယ်ခေါနာကလိုလိုမျိုးကျွန်တော်တို့ Kia Kia တို့လိုလိုမျိုးကြတော့ကျွန်တော်တို့က Kia တစ်ချက်နဲ့ Kia နှစ်ချက်ပေါင်းလိုက်လို့ Kia Kia သုံးချက်လို့ကျွန်တော်တို့ယူဆလို့မရဘူးဆိုအဲ့လိုမျိုးယူဆလို့မရတဲ့ဟာတွေတော့ဆိုရင် ကျွန်တော်တို့အမည်နာမဒေတာပေါ့နော် အမည်နာမဒေတာထဲမှာကျွန်တော်တို့ထည့်သွင်းအသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ဆိုတော့ဒီမှာဆိုရင် ကျွန်တော်တို့ဒီဟာ တစ်ချက်ရှင်းပြရဆိုရင်ကျွန်တော်တို့ပထမအဆုံး 2D data တည်ဆောက်မယ်2 d data ကိုကျွန်တော်တို့ဘယ်လိုတည်ဆောက်လို့ရလဲဆိုတော့ကျွန်တော်တို့အခြေခံအကျဆုံး h ဝင်ရိုးနဲ့ y ဝင်ရိုးကပေါ်ပါမယ်ဆိုတော့ဆိုတော့ကျွန်တော်တို့ရှိတဲ့ data ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့က mind bar ကလည်းကျွန်တော်တို့ကပေါ့နော် ကျွန်တော်တို့စိတ်ဝင်စားတာက ကားလေးချိန်ဘလောက်မှာ mind bar ကလည်းဘလောက်ရောက်မယ်ဆိုတဲ့ဟာနှစ်ခု ပေါ့နော်ပထမဆုံးကျွန်တော်တို့စဉ်းစားတယ်ဆိုတော့ ာလေးချိန်ဘလောက်မှာဆိုရင်ကျွန်တော်တို့ကကာလေးချိန်ကို ကျွန်တော်တို့ x ဝင်ရိုးမှာထားတယ်ဒါကကြိုက်တဲ့နေရာမှာထားလို့ရတယ်ဆိုတော့ကျွန်တော်တို့ y ဝင်ရိုးမှာကျတော့ကျွန်တော်တို့ mind bar ကလည်းထားတယ်ဆိုတော့ဒီနှစ်ခုလုံးကဒီနှစ်ခုလုံးကဒီအနေထားမှာကသူကငွေကန်းဆိုင်ရာအထိတာပဲဖြစ်တယ်ကျွန်တော်တို့ဒီနှစ်ခုလုံးရွှေလိုက်တာက mind bar ကလည်းအတူတူပဲ mind bar ကလည်းငွေကန်းပဲ weight လည်းငွေကန်းပဲဆိုတော့ဒါကိုကျွန်တော်တို့အရင် run ကြည့်မယ် ဆရာဒီမှာ render ပုံထုတ်ဆိုတဲ့ဟာလေးကိုနှိပ်မယ်ဆရာဒီမှာဆိုရင်ဒါကျွန်တော်တို့ပုံထွက်လိုက်ပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ weight နဲ့ mind bar column ဆက်နွယ်ချက်ကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့က weight များလာလေဒီမှာဆိုရင်ဒီမှာသူရှိရတိုင်းပဲ weight များလာလေကျွန်တော်တို့ရတဲ့ mind bar column ကနည်းလာလေဖြစ်တယ် ဆိုတော့ကျွန်တော်တို့ weight နည်းနည်းလေးပဲရှိတယ် weight နည်းနည်းလေးပဲရှိတယ်ဆိုတော့ဒီမှာ weight က2လောက်ပဲရှိတယ်ဆိုရင် ကျွန်တော်တို့ mind bar column ကကျွန်တော်တို့34ထိရတယ်အမြင့်ဆုံးထိရတာကိုတွေ့ရှိရတယ်ဆိုတော့ဒီသူ့ရဲ့ဆက်နွယ်ချက်ကိုကြည့်မှဆိုရင်ကျွန်တော်တို့က weight များလာလေ mind bar column ကကျလာလေဖြစ်တယ်ဆိုတော့ဒီအဆင့်ကဒါကကျွန်တော်တို့ x နဲ့ y နဲ့ပါလို့ဒါကိုကျွန်တော်တို့က2 dimension 2D လို့ခေါ်တယ်အခြေခံအကျဆုံး data perspective နှစ်ခု ရှိလို့ two dimension 2d graph လို့ခေါ်တယ်။ပြီးတော့တဲ့ခါကျရင်နောက်တစ်ခုကကျွန်တော်တို့ကအာအမည်နာမ data ထည့်မယ်။ဆိုတော့အမည်နာမ data ထည့်မယ်။ဆိုတော့ဒီထဲမှာကျွန်တော်တို့အမည်နာမ data ဒီမှာနှိပ်လိုက်တာ ਨੇ သူ့ရဲ့အကျုံးဝင်တဲ့ဟာပေါ့နော်။အမည်နာမ data မှာအကြောင်းလိုမျိုးကျွန်တော်တို့ထည့်လို့ရတဲ့ဟာလေးရှိတယ်။ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ weight ကိုလည်းထည့်လို့ရတယ်။ဆိုတော့သူ့ရဲ့ weight ကိုကျွန်တော်တို့ထည့်လိုက်မယ်ဆိုရင်သူကအယောင်အများကြီးပုံစံလိုမျိုးဖြစ်သွားပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့က weight ကို x ဝင်ရောမှာထားရပြီးသားဖြစ်တဲ့အတွက်ကြောင့် weight ကိုမသုံးတော့ဘူးဆိုတော့အမြင်နာမ data အဖြစ်ထည့်လို့ကောင်းတဲ့ဟာတွေကိုပဲကျွန်တော်တို့ထည့်မယ်ဆိုတော့ဒီနေရာမှာ gear gear ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ထည့်ကြည့်မယ်ဆိုတော့ gear ကိုထည့်ကြည့်မယ်ပြီးရတဲ့ခါကျရင်ကျွန်တော်တို့ run ကြည့်မယ်ဆိုတော့ဒီဟာလေးကိုနှိပ်လိုက်မယ် render plot ပုံထုတ်လေးကိုနှိပ်မယ် ဒီမှာဆက်တရှိအတိုင်းပဲကျွန်တော်တို့ကီယာ345အာဆိုတော့တီဟာကကျွန်တော်တို့ဟိုကာလာဒေတာပေါ့နော်ကာလာဒေတာကတစ်ခုပို့ရတယ်ဆိုတော့ xy ကာလာဒေတာဆိုတော့ဒါက3 dimension ဖြစ်သွားပြီဆိုတော့ကောနာကအပေါ်ကကောနာတို့လိုမျိုးကျွန်တော်တို့အသေးစိတ်ပို့ဖြစ်သွားပြီကောနာကတော့ငါကျွန်တော်တို့က weight ပေါ့နော် weight 2 2လောက်ပဲရှိတဲ့အချိန်မှာ ဆိုတော့ဒီနေရာမှာဆိုရင်ကျွန်တော်တို့က weight ပေါ့နော် weight ဆက်ဆက်တော့ကကျွန်တော်တို့က weight 2မှာကျွန်တော်တို့ mind bar ကလည်းအများကြီးရတာသူရှိရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ gear ပါထပ်ထည့်လိုက်တဲ့အချိန်မှာ gear ပါထပ်ထည့်လိုက်တဲ့အချိန်မှာကျတော့ကျွန်တော်တို့ကဒီမှာသူရှိရတိုင်းပဲ2ကကားတွေအကုန်လုံးမဟုတ်ဘူးကျွန်တော်တို့ gear number 4 gear number 4ပဲရှိတဲ့ အဲကာကမှကျွန်တော်တို့ကမိုင်းပါကလည်းအများဆုံးရတယ်မိုင်းပါကလည်းအများဆုံးရတယ်ဆိုတော့ဒါဆိုရင်ဒါကျွန်တော်တို့3 dimension ဖြစ်ပါပြီဆိုတော့နောက်ထပ်တစ်ခုကျွန်တော်တို့ထပ်ထည့်မယ်ဆိုတော့နောက်ထပ်တစ်ခု ပုံစံ data ပေါ့နော်ပုံစံ data ကျွန်တော်တို့ထည့်မယ်ဒီမှာကျွန်တော်တို့ဘာထည့်လို့ရမလဲဆိုရင်ဒီမှာကျွန်တော်တို့ cylinder cylinder ကျွန်တော်တို့ထည့်ကြည့်မယ်ဆိုတော့ cylinder ထည့်မယ်အဲ့ဒါဆိုရင်ဒါကျွန်တော်တို့ထပ်ပြီးတော့ render plot ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ် ဆိုတော့ render plot ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာဆိုသူရှိရတိုင်းပဲပုံကထပ်ပြီးတော့ပြောင်းသွားပြီပဲဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ဒီမှာကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုရင် cylinder လေးလုံးပေါ့နော် cylinder လေးလုံး3ခန်းဆိုတော့ဒီမှာဆိုရင်ဒီ cylinder လေးလုံးဒီဟာတွေကသူကစိမ်းရောင်လိုမျိုးဆိုတော့သူက key number 4ချက်ရှိတယ် ဒီချက်ရှိတယ်အဲ့ဒီကားတွေကကျွန်တော်တို့မိုင်ဘာကလည်းရများတယ် weight နည်းတယ်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ gear number 5ထဲမှာလည်းရှိတယ် gear number 5မှာလည်းကျွန်တော်တို့ဒီမှာဆိုရင်အဝါရောင်လေးက gear number 5ဖြစ်တယ်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ cylinder က၄လုံးအဲ့ဒီကားတွေလည်းကျွန်တော်တို့တော်တော်များများလေးရတာသိရှိရတယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ gear number 3 ကိယာနံပါတ်3ရှိတဲ့ကားတွေတည်ရရောပေါ့နော်ခရမ်းရောကိယာနံပါတ်3ရှိတဲ့ကားသူတို့ကဆလင်ဒါဘယ်နှလုံးရှိတဲ့ကားလဲဆိုတော့ကျွန်တော်တို့ဆလင်ဒါ၈လုံးရှိတဲ့ကားတွေဆိုတော့သူတို့ကမိုင်းပါကားလဲနည်းနည်းလေးပဲရတယ် weight ကလည်းသူတို့အတော်အတန်လေးတယ်ပေါ့နော်ကျွန်တော်တို့3 3နဲ့၄ကြမှာသူတို့ရှိတယ်ဆိုတော့ဒါကကျွန်တော်တို့ဒီအနေထားမှာဒါကျွန်တော်တို့ foodie ရပါပြီဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ထထည့်မယ်ဆိုရင် နောက်တစ်ခုဒီမှာဆိုရင်အရွယ်စားအရွယ်စားကိုကျွန်တော်တို့ထပ်ထည့်ကြည့်မယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဘယ်ဟာတွေထည့်လို့ရမလဲဆိုရင်ကျွန်တော်တို့ horsepower ကျွန်တော်တို့ထည့်ကြည့်မယ်ဆိုတော့အရွယ်စားကို horsepower နဲ့ထည့်ကြည့်မယ်ပြီးတော့တဲ့ခါကျရင်ဒီမှာကျွန်တော်တို့ဒါကိုပုံထုတ်မြည်ကိုနှိပ်လိုက်မယ် ဒီမှာဆိုရင်ဒါကျွန်တော်တို့ host power ထည့်လိုက်တဲ့အချိန်မှာဆိုရင်ဒီမှာနောက်ထပ်တစ်ခုပေါ့နော်ကျွန်တော်တို့ဒီမှာ xy ပြီးတော့ဒီမှာ cylinder ရယ် gear ရယ် host power ရယ် host power ကသူကဘာနဲ့ကိုစားပြုလဲဆိုတော့ကျွန်တော်တို့ရှိတဲ့ point ပေါ့နော် point ရဲ့အရွယ်စားအသေးကြီးနဲ့ကိုစားပြုတယ်ကျွန်တော်တို့အရွယ်စားနေရာမှာ host power ထည့်ထားတဲ့တော့ကြောက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်ရမယ်ဆိုရင်ဒီမှာဆိုရင်ဒီ3 gun ဒီ3 gun တွေကခရမ်းရောင်3 gun တွေ ကကီယာနံပါတ်3ချက်ပါတယ်ပြီးတော့3ကန်ဖြစ်တဲ့ကြောင့်သူကဆလင်နာ၈လုံးပါတဲ့ကားတွေဖြစ်တယ်ဆိုတော့အဲ့ဒီဆလင်နာ၈လုံးကီယာ3ချက်ပါတဲ့ကားတွေကကျွန်တော်တို့3ကန်အယူအဆပေါ့နော်ဒီမှာ3ကန်အယူအဆကြီးလိုက်မယ်ဆိုရင်သူကကြီးတဲ့ horse power ကြီးတဲ့အထက်မှာပါတယ်ဆိုတော့ဒီမှာဆိုရင်200 250လောက်ရှိမှာဒီကြားထဲမှာကျွန်တော်တို့အဝါရောင်3ကန်လေးလည်းရှိတယ်ဆိုတော့ကီယာနံပါတ်5 ကီယာနံပါတ်9နဲ့ဒီမှာဆလင်ဒါ၈လုံးပါတဲ့ကားအဝါရောင်တွေလည်းရှိတယ်။ဆိုတော့ဒီကောင်တွေကကျွန်တော်တို့အကြီးဆုံးသတိကံတွေဆိုတော့ဒီမှာ horse power က300လောက်ရှိတဲ့ကားတွေဖြစ်မှာ။ဆိုတော့ horse power များတဲ့ကားက horse power များတဲ့ကားတွေက ကျွန်တော်တို့ဒီ weight ဒီ3နဲ့4ကြားရှိတယ်။ပြောရတဲ့ခါကျတော့သူကမိုင်ပါကားလည်းငါလည်းဒီလို ကျွန်တော်တို့73ကနေပြီးတော့20 ကြာလောက်ထိပဲရတယ်ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့ဆီလင်ဒါ၄လုံးပါတဲ့ကားတွေဆီလင်ဒါ၄လုံးပါတဲ့ကားတွေက weight နည်းတယ်မိုင်ပါကတိုင်းရများတယ်ဒါပေမဲ့ horse power အဖြစ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က horse power အနည်းဆုံးမှရှိတယ်ဆိုတော့ဒါကကျွန်တော်တို့ fight dimension ဖြစ်တယ်ဆိုတော့ဒီ data ထဲမှာက ကျွန်တော်တို့ကဒီ data တွေကပေါ့နော်ကားစီးရတာညှိနေမညှိဘူးဆိုတဲ့ဟာမျိုးကို question စိတ်ဖြာထားမပါဘူးဆိုတော့ကျွန်တော်တို့ဒီမှာ horse power များတဲ့ကား horse power များတဲ့ကားစီလင်ဒါများတဲ့ကားဆိုရင်တော့ကျွန်တော်တို့ပြင်ပပေါ်မှာဆိုရင်တော့လက်တွေ့မှာဆိုတော့ကျွန်တော်တို့ဒါညိမ့်တဲ့ကားတွေပို့ပြီးတော့ဖြစ်နိုင်တယ်ဆိုတော့ဒီမှာကကျွန်တော်တို့ data အဖြစ်ကြည့်မယ်ရှိတဲ့ data အဖြစ်ကြည့်မယ်ဆိုတော့ member color ကမိုင်းမကလည်းအမြင့်ဆုံးရတဲ့ကားကကျွန်တော်တို့စီလင်ဒါ၄လုံးနဲ့ကားဖြစ်တယ်သူကအစိမ်းအောင်ဆိုတော့ gear ၄ချက်ရှိတယ် horse power အရရင်းကောင်ရေအားရဆိုရင်သူကတော်တော်နေတဲ့အနေအထားမှာရှိတယ်ဆိုတော့ရင်းကောင်ရေအားများတဲ့ကောင်တွေကကျွန်တော်တို့ weight ကြီးတဲ့ကားတွေဖြစ်တယ် weight လေးတဲ့ကားတွေပြောရတဲ့ခါကျတော့ weight ကြီးတဲ့ရင်းကောင်ရေအားများတဲ့ဒါပေမဲ့သူကမိုင်းပါကလည်းရနေတာကိုသူရှိရတယ်စတာက5 dimension ဖြစ်တယ်ပြောရတဲ့ခါကျတော့ကျွန်တော်တို့နောက်တစ်ခုထပ်ထည့်ခြင်း6 dimension ဖြစ်သွားစေချင်တယ်ဆိုရင်ဒီမှာကျွန်တော်တို့တစ်ခုထပ်ထည့်ကြည့်မယ် ဆိုတော့ကျွန်တော်တို့ဒါ Q second ကိုထည့်ကြည့်လိုက်မယ်ဆိုတော့ဒီမှာဆိုရင်ဒါကိုကျွန်တော်တို့ run လိုက်မယ်ဒီမှာဆိုရင်ဒါ q second q second တွေကဒီမှာသူရှိရတိုင်းပဲသူကကျွန်တော်တို့က shape တွေကကျွန်တော်တို့ကပုံစံကအမြဲတမ်းပြောင်းသွားတယ်ဆိုတော့ဒီမှာ q second ကျွန်တော်တို့ second block ဆိုရင်ဒီမှာဆိုရင်ဒါ second နည်းတဲ့ကောင်ဆိုတော့ဒီမှာဆိုရင် ကျွန်တော်တို့ share တိုင်း second နည်းနည်းလေးနဲ့ကောင်တွေကကျွန်တော်တို့ဒီမှာအာခလေကောင်လေးတော့အတူရှိရတယ်ကျွန်တော်တို့ second နည်းတဲ့ကောင်တွေပေါ့နော် second နည်းတဲ့ကားတွေကျွန်တော်တို့ second များတဲ့ကားတွေကကျွန်တော်တို့ weight နည်းတဲ့ကားတွေ weight နည်းတဲ့ကားတွေမှာသူရှိရတယ်ဆိုတော့ဒါကကျွန်တော်တို့ Q second ဖြစ်တယ် ဆိုတော့ဒီဟာဆိုရင်ဒီမှာဆိုရင် ကျွန်တော်တို့သိရတဲ့အတိုင်းကျွန်တော်တို့ရဲ့ပုံကတက်စစ် dimension ဖြစ်သွားပြီပဲဖြစ်ပါတယ်ဆိုတော့တခြားနည်းတွေနဲ့လည်းကျွန်တော်တို့ data ကိုထပ်ပြီးတော့တိဆောက်လို့ရတယ်ဆိုတော့ဒီ data ကိုကျွန်တော်တို့က download လုပ်ချင်တယ်ဆိုရင်ဒီမှာပုံတီ download ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ် ဆိုရင်ဒီမှာ download လုပ်ပြီးပါပြီဆိုတော့ဒီနေ့ရဲ့ static block ကိုကျွန်တော်တို့ file ထဲမှာတော့ရှာမယ်ကျွန်တော်တို့ဒီနေ့ download လုပ်ထားတဲ့ block ကိုတော့ရှာမယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ static block ပေါ့ ဒီမှာကပုံအကြီးရရှိသွားပြီဖြစ်ပါတယ်ဆရာသားကကျွန်တော်တို့ပုံတောင်းလို့လုပ်ခြင်းဖြစ်တယ်ပြီးတော့တဲ့ခါကျရင် ကျွန်တော်တို့ပုံအရှင်ကြည့်ခြင်းလေဆိုရင်ဒီဟာလေးကိုတောင်းလို့လုပ်လိုက်ရင်ကျွန်တော်တို့ပုံအရှင်ကြည့်လို့ရမှာဖြစ်ပါတယ်ပုံအရှင်မှာကျွန်တော်တို့ကအဆုံးချက်ပြီးတော့ကြည့်တာလေပါလို့တာလေလုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ now နေကြရင်ကျွန်တော်တို့ပုံပေါ့နော်ဒီအနေထားကနေပြီးတော့ပြန်ပြီးတော့စချင်တယ်ဆိုရင် ကျွန်တော်တို့အဆင့်များ QR code ဖြစ်သိမ်းပြီဆိုတဲ့ဟာကနေကျွန်တော်တို့ကြည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့အခုကကျွန်တော်တို့ပုံရှင်တောင်းလို့လုပ်ကြည့်လိုက်မှာပုံရှင်ကဘယ်လိုမျိုးလဲဆိုတော့တည်ရောပုံရှင်ကကျွန်တော်တို့နည်းနည်းတောင်းလို့လုပ်ရတာကြားတယ်သူကပုံရှင်ဆိုတော့နည်းနည်းကြားပါတယ်ဒီမှာဆိုရင်ဒါရရှိသွားပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့ပြင်ရတော့ရှာမယ် පොමශයෙන් වූ චනුරුග ලයිෆ් ්ලොලු පිරාරය තිමස ලයිෆ් ්ලෝ පියවරෝ තිහාග තා නොස්සු තිනේ යෙස් වන යශීර හපසිට සවතාවගු චනුරුව ප්‍රසාන චියයාම පිට ම ශය තයිම තිහාරයා පොංශණී පිට සරෝ චනුරු තිනයාම පොංශෙන් පිට ද ජව ကျွန်တော်တို့လေ့ကျင့်ပါတော့အညွန်ကတော့တိတ်ပြီးတော့ပုံတည်လို့လိုမျိုးတော့တိတ်တော့မပြည့်စုံဘူးဒါပေမဲ့သူ့မှာကြည့်လို့ရတဲ့ဟာကြည့်လို့ပုံအဆင်ပြေတဲ့ဟာပါလဲဆိုရင်ကျွန်တော်တို့သူ့ကို highlight ပေးပြီးတော့ကျွန်တော်တို့လူကျင်တဲ့ဟာကိုပဲကျွန်တော်တို့ရွေးပြီးတော့ကျွန်တော်တို့ကြည့်လို့ရတာဆိုတော့ကျွန်တော်တို့ဒီဟာကိုဒီလေတော့မလူကျင်ဆိုကျွန်တော်တို့ဒါတစ်ချက်နှိပ်လိုက်မှာအော်ဒီဟာနဲ့ပတ်သက်တဲ့ဟာလေးပြောက်ပါဆရာတိမတို့ရှိရတိုင်းမှာဆိုတော့ ကျွန်တော်တို့ပြန်ပြီးတော့ငကိုမူလပုံစံတိုင်းပြန်ရောက်ချင်တယ်ဆိုရင်ပုံကိုကျွန်တော်တို့တပ်ပဲ click နှိပ်လိုက်မှာဆိုရင်ကျွန်တော်တို့ငကိုမူလတိုင်းပြန်လည်းရောက်ရှိသွားမှာဖြစ်ပါတယ်ဒါဒါတော့ပုံအရှင် download ပဲဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဘောနော်ဒီ ီပုံဒီအဆင့်တိုင်းပြန်ရောက်ချင်တယ်ဆိုရင် ကျွန်တော်တို့အဆင့်များ QR code ဖြစ်သိမ်းပြီဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဆိုတော့ဒါကျွန်တော်တို့ QR code နဲ့သိမ်းပြီးွားပြီပဲဖြစ်တယ်ဆိုတော့အဲ့ဒီ QR code နဲ့ file ကကျွန်တော်တို့ဘယ်မှာရှိမလဲဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ step QR ဒီ QR code လေးဖြစ်တယ်ဆိုတော့ဒါကိုကျွန်တော်တို့ကြည့်လို့ရတယ်ဆိုတော့ဒီ QR code ကိုကျွန်တော်တို့က ဘယ်လိုအသုံးပြုမှာလဲဆိုတော့နောက်တစ်နေ့ကျရင်ကျွန်တော်တို့ဟောတော့ကျွန်တော်တို့ဒီပုံကနေပြီးတော့ပဲပြန်ပြီးတော့ဟိုတာလုပ်မယ်ဆိုတော့ကျွန်တော်တို့အဲ့လိုလုပ်မယ်ဆိုရင်အရင်နေ့ကပုံစံတိုင်းကိုကျွန်တော်တို့ပြန်ပြီးတော့ရောက်ချင်တယ်ဆိုရင်အဲ့ဒီပုံကိုကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ဒီဟာကိုဒီမှာကျွန်တော်တို့နိုင်ငံကိုအရင်ရွေးလိုက်တယ်ပြီးတော့ခါကျရင်ကျွန်တော်တို့အဲ့ဒီပုံကိုပြန်ပြီးတော့အသုံးပြုချင်တယ်ဆိုရင်ကျွန်တော်တို့ data တင်မယ် ပြောရတဲ့ခါကျရင်ရခင်တိဆောက်ထားတော့အစ်စ်မှဆက်လုပ်မယ်ဆိုတဲ့ဟာလေးကိုနှိပ်မယ်ဒီမှာ browse လုပ်မယ်ပြောရတဲ့ခါကျရင်ကျွန်တော်တို့ download လုပ်ထားတဲ့ QR code ကိုကျွန်တော်တို့တင်မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာ step QR ဒီမှာဆိုရင်ဒါကနောက်ဆုံး QR code လေးဖြစ်တယ်ဆိုတော့ဒီဟာလေးကိုဒီဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်အဲ့ဒီမှာ QR code တင်ပြီးသွားဆိုရင် QR code လေးကြာလာပါလိမ့်မယ်ပြီးသွားဆိုရင်ဒါ QR code ကြာလာကျွန်တော်တို့ဒီအကွက်ထဲကိုထည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ activate QR to data ဆိုတဲ့ဟာလေးကိုနှိပ်မယ် ဒီအဆက်မှာကကျွန်တော်တို့ data တွေဝင်သွားပြီပဲဖြစ်တယ်ကျွန်တော်တို့ပုံကိုပြန်ကြည့်မယ်ဆိုရင်ဒီဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဒီမှာဆိုရင်သူရှိရတိုင်းမှာကျွန်တော်တို့ရခင်တိဆောက်ထားတဲ့ပုံစံတိုင်းကိုကျွန်တော်တို့ပြန်ရရှိသွားရပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့အပြောင်းလဲတစ်ခုရှိတယ်ကျွန်တော်တို့ပုံစံပုံစံကတော့သူကြပန်နေရာဖြစ်အများတန်းပြောင်းလဲနေမှာပဲဖြစ်ပါတယ် ဆိုတော့ဒီနေ့အဖြစ်ကျွန်တော်တို့ပေါ့နော်ဒူတီကနေယူရစစ်တီအထိ graph ကိုဒီလိုနေ့အဖြစ်အလွယ်တကူတိဆောက်လို့ရနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့အရင်ကပုံကိုလည်းကျွန်တော်တို့ QR code နဲ့ save ထားမှာဆိုရင်အဲ့ဒီပုံတိုင်းကိုချက်ချင်းပြန်လာရောက်ရှိနိုင်မှာဖြစ်ပါတယ်